ီနေ့က Vivo V50 Lite ကိုဒီနေ့ကုန်သုံးပြီးတော့ battery ဘယ်လောက်ပါဆန့်ကျန်လဲဆိုတော့စမ်းမနေပဲဆိုတော့ကျွန်တော်မနေ့အဲ့ရနိုးတဲ့အချိန်မှာ9:12မိနစ်ဒီမှာမြင်တဲ့အတိုင်းပဲ battery က100%အပြည့်အဝနဲ့ကျွန်တော်တို့စဆမ်းမယ်အဲကျွန်တော်ကြိုပြီးပြောထားချင်တာတစ်ခုကကျွန်တော်က Wi-Fi နဲ့ပဲ dot shot စမ်းတာဆိုတော့တကယ်လို့ mobile data နဲ့စမ်းတာဆိုရင်ကျွန်တော်အခုစမ်းထားတာထက်အားနည်းနည်းပိုကုန်တာမြန်လိမ့်မယ်နောက်ပြီးတော့ကျွန်တော် brightness က auto brightness ထားတယ် volume ကတော့50%နဲ့ကျွန်တော် dot shot စမ်းထားတယ်အဲ့တော့ကျွန်တော်မနေ့အဲ့ရနိုးတာနဲ့လုတ်ဖြစ်တာက mail တွေ viber တွေစစ်တယ် အီးမေးလ်နဲ့ဟိုစစ်ဒီစစ်လောက်တာဆယ်နှစ်မိနစ်ကုန်သွားတယ်နောက်ပြီးတော့ Viber စစ်ပြီးတဲ့အချိန်မှာ9မိနစ်စုစုပေါင်း18မိနစ်ဝန်းကျင်လောက်ထိကြာတယ်အဲ့ဒီအချိန်လောက်ထိဟိုမှာဘက်ထရီက 100%အပြည့်မှာပဲရှိသေးတယ်။နောက်မနက်စာပိုင်းညစားပြီးတော့ကော်ဖီတောက်ပြီးတဲ့အချိန်မှာကျွန်တော်ဆိုရှယ်မီဒီယာစသုံးတယ်။သုံးတာတွေကတော့ထုံးစံအတိုင်းပဲပေါ့ဗျာ။ Facebook, Instagram, Twitter နဲ့ဒီ TikTok တွေကိုတောက်လျှောက်သုံးပြတာဟိုမှာ screen time ကစွတ်စွတ်ပေါင်းတနာရီနဲ့2မိနစ်လောက်ထိကြာသွားတယ်။အဲဒါပေမဲ့ဒီဖုန်းကအားမလျော်သေးဘူးအဲ့ဒီအချိန်ဒီကို100%အပြည့်ကြံသေးတယ်အဲ့ကနေမှကျွန်တော် YouTube ကိုနိုင်ရွယ်လောက်ဆက်ကြည့်ပြတယ်ပြီးတော့ social media ဆက်သုံးတယ်နောက် screen time တနာရီနဲ့19မိနစ်လောက်မှကျွန်တော် battery ကို ကြည့်လိုက်တဲ့အခါမှာတော့သူက93%ဖြစ်သွားပြီဆိုတော့7%ရော့သွားတယ်။အဲ့ကနေမှကျွန်တော် social media ဆက်သုံးဟိုကြည့်ဒီကြည့်နဲ့ screen time နှစ်နာရီနဲ့မိနစ်50မှာ battery က90%ကျမ်းမယ်ဆိုတော့တော်တော်လေး impressive ဖြစ်ဖို့ကောင်းတယ်။အဲ3နာရီလောက်နေပါသုံးပြီးတဲ့အချိန်မှာ battery 10%ပဲရော့သေးတယ်။ ပြီးတော့ကျွန်တော်ထမင်းပါညာစားပြီးတဲ့အချိန်မှာဂိမ်းဆဆော့တယ်ပထမဆုံးကျွန်တော် Magic Chess ကို56မိနစ်နဲ့နှစ်ပွဲဆက်တိုက်ကစားတယ်အဲ့ဒီအချိန်မှာဘက်ထရီက79%ဖြစ်သွားပြီးဂိမ်းကစားတဲ့နေရာမှာတော့နည်းနည်းလေးဘက်ထရီ drain ဖြစ်တာ social media သုံးတာတော့ပုံမြန်တယ်ပြီးတော့ခဏနားပြီးတော့ benchmark ပါညာတိုင်တယ်တိုင်တဲ့အချိန်က16မိနစ်ကြာတယ်ဒါအောင်မှ3%ထက်လျော့သွားတယ်အဲ့ဒီအချိန်မှာ subscribe တိုင်းက၄နာရီနဲ့၁၈မိနစ်ရှိနေပြီ။ဒါအောင်မှတွတ်တဲ့23%ပဲဘက်ထရီကကုန်သေးတယ်။အဲ့ပြီးတော့ကျွန်တော်ဘက်ကြီးဆက်ဆော့တယ်။ဆက်ဆော့တဲ့အချိန်မှာဘက်ထရီက70%ကျန်သေးတယ်။ 33 minutes ဆော်ပြီးအချိန်မှာ10%ထက်ရောက်သွားတယ်။ sample percent battery ကျန်သေးတယ်။အဲ့အချိန်မှာ screen time က၄နာရီနဲ့52မိနစ်ကုန်မှာ battery က30%ကုန်သွားပြီ။အဲ့ပြီးတော့ကျွန်တော်ဘာလို့ရမှန်းမသိရနဲ့ YouTube ပြန်ကြည့်ရပေါ့နော်။နိုင်ဝက်လောက်ထက်ကြည့်လိုက်တဲ့အခါမှာ battery က66%ဖြစ်သွားတယ်ဆိုတော့ YouTube နိုင်ဝက်ကို4%လောက်ကုန်နေဆိုတဲ့သဘောပဲ။ Today screen time 9နာရီနဲ့28မိနစ်မှာ battery က66%ကျန်အောင်မယ်။ ပြီးတော့ကျွန်တော်ကင်မရာဆဆန်းတယ်ဆဆန်းတယ်ဆိုတော့ဟိုရိုက် DI 5မိနစ်6မိနစ်လောက်ရိုက်တယ်ရိုက်ပြီးအချိန်မှာကျွန်တော်ဗီဒီယို recording ကို7မိနစ် time lapse ကိုဆန်းလိုက်တယ်စုစုပေါင်းကင်မရာ depth က16မိနစ်ကြာသွားတယ်ဒါမှမဟုတ် battery က2%ပဲလျော့သွားတယ်ဆိုတော့ total 64%ကျန်သေးတယ် screen time က9နာရီနဲ့45မိနစ် battery က64% battery ကကျွန်တော်ထင်ထားတာပို့ပြီးတော့ကြာကြာခံနေတော့တလက်စားထဲမှာပဲကျွန်တော်မိနစ်20ကြာ status ကိုပါဆန်းလိုက်တယ် application down တာတွေရောအထဲမှာ data ထပ်တောင်းတာတွေရောအပြင်ဘုံမှာမိနစ်20ဆန်းပြီးအချိန်မှာ ဘက်ထရီက5%ထပ်လျော့သွားတယ်။အချိန်ကလည်းညနေ6:28မိနစ်ရောက်နေပြီ။ screen time ကလည်း6:24မိနစ်သုံးပြီးသွားပြီ။ဘက်ထရီကတိုတယ်41%လျော့တယ်။ကျန်တာက59%ထိကျန်ဝင်မယ်။ပြီးရင်တော့မှာတော့ကျွန်တော်ရင်မိုးချိုးပြီးတော့ mobile legend ထပ်စော်တယ်။စောတဲ့အချိန်မှာ19မိနစ်ပဲ။ဒါအောင်မှဘက်ထရီက3%ထပ်လျော့ရဲဆိုတော့ total battery 56%ကျန်မယ်။အချိန်ကလည်း9နာရီထိုးနေပြီဆိုတော့ကျွန်တော်ဖုန်းကိုခဏနားလိုက်တယ်။ထမင်းနေပါ냐စားတယ်။ ပြီးတော့ကျွန်တော်ဖုန်းကိုပြန်သုံးတဲ့အချိန်မှာတော့9နာရီလောက်ထိုးသွားပြီး Magic Chess ကိုကျွန်တော်တပွဲထပ်ဆော့လိုက်တယ်။ဘက်ထရီ56%ကနေပြီးတော့47%ထိကျော်သွားတယ်။ Total Screen Time ကလည်း9နာရီနဲ့28မိနစ်ဖြစ်သွားပြီးဘက်ထရီကလည်း47%ကျန်သေးတယ်။ ည10နိုင်လည်းကျော်သွားပြီဆိုတော့ဒီ Vivo V50 Lite အတွက် battery test ကတော့ဒီလောက်ပဲဆိုတော့ကျွန်တော်တနေ့လုံးသုံးပြီးတဲ့အချိန်မှာ screen time က9နာရီနဲ့28မိနစ်ထိရတယ်ဆိုတာကတော်တော်လေးမစိုးဘူးမစိုးဘူးလို့ပြောတာကအဓိက battery က47%ကျန်သေးတဲ့အတွက်လို့ပြောတာပေါ့နော်ဆိုတော့ဟိုနေ့ရဲ့ video ထဲမှာကျွန်တော်မေးခဲ့တဲ့အတိုင်းပဲ battery 47%ကျန်တယ်လို့ပြောခဲ့တဲ့သူတွေနဲ့အနည်းဆက်ဆုံးခံမှန်းပေးထားတဲ့သူတွေထဲမှာကျွန်တော်9ယောက်ကိုရွေးပြီးတော့ random ဖုန်းပေတပေါင်းချက်စီရတဲ့သူတွေကိုမကြခင်မှာပဲကြီးညာပေးသွားပါမယ်ဗျ